ဟယ်လိုအဲ့ဒီမိကုံးလေးကိုဖြည့်ပေးမယ်အဲ့ဟာကလေကျွန်တော်များတော့မသုံးကြဘူးဒါပေမဲ့သုံးချင်တယ်ဆိုရင်ပြောရပါဟဲ့ရက်ခွက်ပါကွန်ဆယ်လာသုံးလို့ရပါတယ်ဒါကတော့ဒါကျမရှိရှိမှရှိနေတဲ့ကွန်ဆယ်လာပေါ့နော်ကျမနားမှာရှိတဲ့ကွန်ဆယ်လာဒီကောင်လေးက3ရောင်ပါတယ်ကွာကွန်ဆယ်လာအချောင်းလေးကြီးလည်းရှိတယ်အချောင်းလေးကြီးပြမယ်အချောင်းလေးကြီးပေးပါအောင်ဟိုဘက်ကကွန်ဆယ်လာအချောင်းလေးနှစ်ချောင်းဒီဘက်ဆုံဆုံးကအေးပေးရသူ့ပေးရသူ့ပေးမသူ့ပေးမအေးဟုတ်ကြနှစ်ချောင်း ကွန်ဆယ်လာကတော့အမျိုးမျိုးရှိတယ်။ဒီဟာမျိုးလေးရဆိုလို့ရှိရင်ကွန်ဆယ်လာ liquid ပေါ့နော်။အဲတော့ liquid ဆိုတော့အဖူလေးပေါ်မှာ तू ကဒီလိုလေးတိုးလိုက်ပေါ့။တိုးပြီးသွားဟိုက make up လေးအုပ်လိုက်ပေါ့။ပြီးပြီးမျက်မျက်တွင်းကြီးကျရဲဆိုလည်းမျက်ကွင်းကြီးပေါ့နော်။အဲ့လိုလိုလေးလို့ရတယ်။ပြီးတော့တင်းတိတ်နေရှိရင်အဲ့ညာလေးကိုပဲအုပ်အုပ်ပြီးအပေါ်ကနေပြီးတော့ပေါက်တာလေးရိုက်လိုက်ပေါ့နော်။အဲ့လိုမျိုးအုပ်တဲ့ဟာပါ။ဒါမျိုးရရတော့ brand တော်များမှာရှိပါတယ်။ဒါပေမဲ့ဒီဟာမျိုးလေးရကြတော့အဲတချို့ brand တွေမှာမရှိဘူးပေါ့။ तू ကကြတော့အယောင်က300ပါရောကြောင်းမလို့ကိုနဲ့ ဘယ်အရာကလိုက်မလဲဆိုတော့ကြိုမသိတဲ့လူတွေဆိုလို့ရှိရင်ဖျားဝယ်လို့ရတယ်ပြီးတော့သူကပန်းရောင်ဖောက်တဲ့ဟာလေးပါမယ်ဒါပန်းဖောက်တယ်ဒါအဝါဖောက်တယ်ဒါအညိုဖောက်တယ်ဆိုတော့ကိုရဲ့ဒီအမဲဆက်ကဘလောက်ထိမဲနေတဲ့ပုံမှာမူတည်ပြီးတော့ဥမာကွာအရန်မဲနေတဲ့အချိန်မှာဆိုအရန်မှောင်တဲ့အရာနဲ့အုပ်ဝါရမျိုးအရန်လေးနဲ့အရာနဲ့အုပ်ဝါရမျိုးလို့ဒါမှမဟုတ်လို့ရှိရင်နည်းနည်းလေးဖြော့လာပြီဆိုလို့ရှိရင်တော့ဒီလိုပန်းဖောက်တဲ့ဟာလေးနဲ့အုပ်တာမျိုးလို့ပေါ့ကိုကတအားစိုးနေတဲ့အချိန်မှာ တခုပဲနောက်ပြောက်ခန်းကြီးမှာတခုပဲအဲ့လိုလုံးဆရာမလို့ပေါ့ကွာတင်းကျိတ်သမားရဲ့ကြော်မသိတာမြဝက်ချန်သမားရဲ့ဆိုတော့သိတာလိမ့်မယ်သိတာအာ तू ကဒီမှာဒီမှာဆန်းကြည့်လိုက်တော့ပန်းရောင်လေးဖောက်တယ်ပေါ့နော်ဒီမှာတွေ့ရလားတိတိပဲဆန်းမယ်နော်ဆိုင်ရဟာအရန်တော့မကောင်းနောက်တစ်ခုကအဝါလေးဖောက်ပြီးတော့နောက်တစ်ခုကကြတော့အညိုလေးဖောက်ပါတယ်အညိုရောင်လေးရတယ်နော်ဒီပေါ်ကျတော့လှပါသွားတယ်မြင်ရလားဒီမှာမဆိုးပါဘူးဒါလေးကတော့မှန်လေးနဲ့ပါတယ်ဆိုတော့တိတိချာကြည့်ပြီးတော့ခုဟဲ့ဟာလေးကိုအုပ်ပေါ့နော် ်ကလေးအရာလေးတွေကိုအုပ်ပေါ့ဖရက်ရှင်းလေးပါတယ်ဆိုတော့အဲ့လိုမျိုးကွန်ဆယ်လာလေးကိုတုံးပြီးတော့အုပ်လို့ရပါတယ်အဲ့ဒါဆိုရင်မိတ်ကပ်နဲ့အုပ်စရာမလိုပေါ့နော်မိတ်ကပ်နဲ့အုပ်လို့လည်းမလွယ်တဲ့မပြောင်းမပြောင်းတဲ့ဟာမျိုးဆိုလို့ရှိရင်ကွန်ဆယ်လာကမှတိုက်တူတုံးလို့ရပါတယ်